အာယခတတောကဒုတိယအောင်ပွဲရမြို့ကတော့ပေါတော်မြို့ဖြစ်ပါတယ်ခင်ဗျာ2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်အာယခတတောကပေါတော်မြို့နှင့်တခွလုံးကိုသိမ့်ပိုက်ရရှိခဲ့သည်ပေါတော်မြို့မှာရေစခန်းကိုသိမ့်ပိုက်ပြီးနောက်မြန်မာစစ်တပ်ပေါတော်မြို့ပေါ်တွင်အင်အားဖြစ်တင်ပြီးကြီးရဲလေကိုအုံပြုကဘဲပေါင်းစုံမှ ခုခံကာကွယ်ခဲ့သည့်အတွက် ဘောက်တော်မြို့ပေါ်တွင်တိုက်ပွဲမှာအလွန်ပြင်းထန်ခဲ့သည်တိုက်ပွဲဖြစ်ပေါ်နေစံအတွင်းလေဒါကဘုံကျခဲ့သလိုရေဒါကလည်းအများကြီးများဖြင့်ပိုက်ခခဲ့သည်စိတ်တွေအကြေစိတ်စိတ်ကောင်းစီတိုင်းရင်များကလည်းဟောင်းဝင်းစားအများကြီးများဒုံးကျင်များဖြင့်ပိုက်ခက ဖြည့်ဆည်းခဲ့သဖြင့်ဘောက်တော်မြို့တစ်မြို့လုံးမီးလောင်ပျက်စီးခဲ့ရသည်မြန်မာစစ်တပ်ပထမဆုံးကြည်ရယ်လေပူပေါင်းကစိတ်ပွေးစိန်နှွေးခဲ့တော်လဲ 2024ခု၌ဇန်နဝါရီလ16ရက်နေ့တွင် ပေါတော်မျိုးကိုလဲလွာခဲ့ရသည်တတိယမျိုးသိမ့်တိုက်ပွဲမေဘုံမျိုးသိမ့်တိုက်ပွဲဖြစ်ပါတယ်မေဘုံမျိုးက2024ခု၌ဖေဖော်ဝါရီလ15ရက်နေ့တွင်အယက်ခတ်တော်ကသိမ့်ပိုက်ခဲ့သည် မေဘုံမျိုးတွင်မြန်မာစစ်တပ်၏တိုင်းရင်းမြတ်တပ်ဆွေထောက်ခင်မရှိသဖြင့်တိုက်ပွဲအကြီးအကျယ်ဖြစ်ပေါ်ခဲခဲမရှိတော်လဲ မျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်တာအရှိန်၃လယူခဲ့ရသည်မေဘော်မျိုးတွေနေရာယူထားသောစစ်တပ်နှင့်ရဲတပ်ဖွဲ့တို့သည် သူတို့၏မိသားစုဝင်300ကျော်နှင့်အတူဖေဖော်ဝါရီလ12ရက်နေ့နိုင်နှင့်တနာယီခန့်တွင်ဇက်လီယံများဖြင့်ကြားဖူမျိုးတို့ထွဲပြေးသွားခဲ့ကြသည်2024ခု၌ဖေဖော်ဝါရီလ15ရက်တွင်မေဘော်မျိုးကစစ်တပ် တသခိုင်းရေစခိုင်းတွေကိုသိမ့်ပိုင်လိုက်ကောအယခတ်တတ်တော်ကထုတ်ပြန်ခဲ့သည်စေရအေပါတိကြောက်တော်မျိုးကိုအဘိအသသိမ့်ပိုင်နိုင်ခင်းဖြစ်ပါတယ်ဂလဒန်မြေကြောင့်တစ်ခုလုံးကိုထင်းရှုပ်ထားပြီးစေရအေပါတိကြောက်တော်မျိုးကို2024ခု၌ဖေဖော်ဝါရီလ13ရက်နေ့အယခတ်တတ်တော်ကအဘိအသသိမ့်ပိုင်နိုင်ခဲ့သည်စကခကိုတမဟာဌာနတ် တေရှိသည့်အပြင်ဗျူဟာအမြတ်တားရင်တားဖွဲ့တဆေကျော်အခေစိတ်ထသောစိတ်အောစုအင်အားတောင်းတင်သည့်ကြောက်တော်မျိုးအခေစိတ်အမှတ်သုံးခွန်ခွန်အမြတ်တားရင်ကို2024ခု၌ဇန်နဝါရီလစေလျက်နေ့တွင်အာယခတ်တော်ကစတင်သိမ့်ပိုက်ခဲ့ပြီးအောင်ပွဲကိုစတင်ခဲ့သည်ဇန်နဝါရီလ16ရက်နေ့တွင်ခမရ ငါးသုံးကိုတိုင်းရင်ဇန်နဝါရီလ16ရက်နေ့တွင်တမဌာနချုပ်အမှတ်9ဇန်နဝါရီလ30ရက်နေ့တွင်ငါးသုံးကိုဖေဖော်ဝါရီလ2ရက်နေ့တွင်ခမရသုံးခွန်လေးခမရသုံးခွန်ရှောင်းနဲ့ဖေဖော်ဝါရီလ9ရက်နေ့တွင်ခမရသုံးခွန်ခွန်ကိုအပြီးအသတ်သိမ့်ပိုက်နိုင်ခဲ့သည်ကျောက်တော်မြို့နယ်ကမုံတိုင်းပင်ကြေးရွာ ယာယီအခေပုစခန်းကြောက်တန့်ကြီးဝါအနီးယာယီအခေပုစခန်းနှစ်ခုမိကြောင်းတက်ကြီးဝါအနီးယာယီအခေပုစခန်းသေဘုံကြီးဝါအနီးယာယီအခေပုစခန်းမြောက်တောင်ကြီးဝါအနီးယာယီအခေပုစခန်းခမရငါရသုံးစကိုကန်ဇောက်တက်ကြီးကန်းတောင်ကရောနဲ့ပေါတော်ဝရေစခန်းတွေကိုလဲသိမ့်ပိတ်ရရှိခဲ့သည် မိုင်းအရတန်ဖိုးကြီးမားသောမြောက်ဦးမြို့ကိုအာရခတ္တတော်အောင်နိုင်ခြင်းဖြစ်ပါれခမညာမြောက်ဦးမြို့ကိုအာရခတ္တတော်သိမ့်ပိုက်နိုင်ခြင်းဟာနိုင်နှရာကျော်ရခိုင်တို့မဲလာခဲ့သည့်အိမ်မဲကိုစတင်အကောင်တင်ဖော်နိုင်ခြင်းဖြစ်ပါれခမညာမြောက်ဦးမြို့သည်1984ခုနှစ်လေခုနှစ်ဒီဇင်ဘာလ31ရက်နေ့တွင်ကျူးကျော်သူဗမာဘုရင် ပရေသရိုက်လက်ထစ်တို့ကြာရောက်ခဲ့သည့်ထွာရှင်မစားပြီးနှိုက်ပေါင်း240ကြာတွင်အာယခတတ်တော်ကတဖန်သိမ်းပိုင်နိုင်ခြင်းဖြစ်ပါတယ်နှိုက်ပေါင်း9000ကျော်ကိုတီကိုနန်းဖြင့်နေတိုင်လာခဲ့သောရခိုင်တို့၏နောက်ဆုံးမင်းမျိုးတော်မြောက်ဦးကို ကျူးကျော်သူများလက်တီကပြန်လည်သိမ်းနိုင်ခြင်းသည်တန်ဖိုးမပြားနိုင်သောသမန့်ဝင် အောင်ပွဲဖြစ်သည် မြောက်ဥကိုပြန်ရခင်းသည်အာယခတတ်တို့အတွက်အောင်ပွေတာမကယခါတမျိုးသားလုံးအတွက်လည်းအဖို့မပြနိုင်သောအောင်ပွေလေးဖြစ်သည်တမန်မော်ကွန်းထွန်းနိုင်သည့်အောင်ပွေနေလေးဖြစ်သည်မြောက်ဥသည်အာယခတတ်တို့သင်ပိုက်ထားသည်မှတနိုင်ကြော်ကြာခဲ့ပြီဖြစ်သည်အာယခတတ်တို့သည်မြောက်ဥမျိုးအားတိုက်ခိုက်ရာတွင်ဆဲအုပ်စု၏သင်ကြိုက်တောင်တွင်တဆွေထားသည့်စခန်းကို စတင်တိုက်ခိုက်ပြီး2024ခု၌ဇန်နဝါရီလခနေ့ရက်နေ့ညနေ၄နာရီအချိန်မှအပြည့်အသတ်သိမ်းပိုက်ရရှိနိုင်ခဲ့သည်အဆိုပါစကန်တင်တိုက်ပွဲအပြည့်ဇန်နဝါရီလ12ရက်နိုင်နေ့7နာရီအချိန်ခန့်မှာတော့နောက်ထပ်ကာကင်းစကန်တစ်ခုဖြစ်သောမြောက်ဦးမြို့နယ်လမ်းဝင်တောင်စကန်ကိုထမှန်သိမ်းပိုက်ရရှိခဲ့သည်၎င်းနောက်မြောက်ဦးမြို့ပေါ်တွင်အခေစိတ်ထားသောဆဲအိုဆုလက်အောက်ခံကမ္မရာ သုံးခွန်ခွန်ခမာရသုံးခွန်ရှင်းနဲ့ခမာရ940တာရင်တခုလုံးကအာယခတ္တတော်ကထိုးစိတ်စဉ်တိုက်ခိုက်ခဲ့သည်အာယခတ္တတော်သည်မြောက်ဦးမြို့ပေါ်အခရိစိတ်ခမာရ940တာရင်ကိုဇန်နဝါရီလ30ရက်နေ့ခမာရ300ခနစ်စေချိတ်တာရင်ကိုဖေဖော်ဝါရီလ9ရက်ခမာရ300ခွန်ခွန်တာရင်နဲ့ရေတာရင်30တိုက်ကို ကောဖေဖော်ဝါရီလ၈ရက်နေ့တို့၌အပရိအသတ်သိမ်းယူနိုင်ခဲ့သည်၂၀24ခု၌ဖေဖော်ဝါရီလ၈ရက်နေ့တွင်သမန့်ဝင်မြောက်ဦးမြို့ကိုပြန်လည်တိုက်ခိုက်ထင်းရှုပ်သိမ်းပိုက်လိုက်ပြီးဖြစ်ကောင်းမြောက်ဦးမြို့သည်ရခိုင်ရှိဟောင်းသမန့်ဝင်မြို့ဂုံပုတ်နှင့်အညီလွာလာပြီးသူတပတ်အမိအခေါ်ကင်းသောမြို့တစ်ခုအဖြစ်သို့ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းအာရကတတ်တော်က ြေညာခဲ့သည်မင်းဗျာမျိုးအသိတိုက်ပွဲမင်းဗျာမျိုးနယ်တစ်ခုလုံးသည်အလုံးစုံစစ်တပ်ကင်းစင်သွားသည့်မျိုးနယ်တစ်မျိုးအဖြစ်ဖြစ်သွားပြီးဖြစ်ကြောင်း2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့တွင်အာရခတ်တပ်တော်မှထုတ်ပြန်ကြေညာခဲ့သည်မင်းဗျာမျိုးနယ်တွင်ခမရာသုံးခွန်ကိုခမရာ380နဲ့ခမရာ940တိုက်တိုင်းတွင်အပြင်ကန်နီ တန်ဘဟုကိုတန်ပန်လေးကျင်းရဲ့သင်တန်းကြောင့်အဖေစိတ်ထားပြီးအယခတတ်တော်ကခဲ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 တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်စကကကိုလက်အောက်ခံခမာရ380တိုင်းရင်ကို2024ခုနှစ်ဇန်နဝါရီလ26ရက်နေ့ခမာရ380ခုနှစ်ခမာရ940တိုက်တိုင်းရင်ဖေဖော်ဝါရီလခရရနေ့ကန်နီရောအနိချိစိတ်ကောင်းစီရဲ့အမှတ်9 တန်ဘောဟောလေးကျင်းရဲ့တင်တန်းကြောင့်သုံးမဟုတ်တမတော်တန်ပရလေးကျင်းရဲ့တင်တန်းကြောင့်ကို2024ခု၌ဖေဖော်ဝါရီလ26ရက်နေ့တို့တွင်အသီးသီးသိမ့်ပိုက်ရရှိခဲ့သည် ပုံနာကျွမ်းမြို့သိမ့်တိုက်ပွဲပုံနာကျွမ်းမြို့ကို2024ခု၌မလ4ရက်နေ့မှအာရခတတ်တော်ကသိမ့်ပိုက်နိုင်ခဲ့သည်ပုံနာကျွမ်းမြို့သည်ရခိုင်ပြည်မြို့တော်စိတ်တွင်နှင့် တစေခေါမှန်ခန့်တာပေါ်ဝေးပြီးခမရ95တရင်အခရိစိတ်ထသည့်အာယခတတ်တော်ကခမရ95တရင်ဖေဖော်ဝါရီလ21ရက်နေ့တွင် စတင်ထိုးစစ်စင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲကာလစစ်တုံးရဲ့အကြတွင်သင်းပိုက်နိုင်ခဲ့ကောင်းဖြစ်သည်၎င်းဘေပုံနာကျွမ်းမလို့နေအနိတမ20နှစ်လက်အောက်ခံခမရနရ၌နရလေးတရင်မြနေရာယူတဆွေထသည့်ပေါတော့ပင်တဆခန်း တမ20၌တမ44လက်အောက်ခံပနေတော်ရအရှိမဖက်စခန်းလေခုနှင့်ခမရနရ30၌နေရယူထသည့်ကွန်းတောင်ရောအနီးရတ္တဘုရားစခန်းကိုလည်းအပြိအသသင်းပိုင်နိုင်ခဲ့သည်မြန်မာစစ်တပ်သည်ပုံနာကျွမ်းရောအခေဆက်ခမရ950စခန်းကိုကြီးရဲလေအသုံးပြုပြီးအပြင်းအထန်ခုခံကာကွယ်ခဲ့သည်အာယခ စိတ်တီတော်များ၏ရေရင်ပရောင်လောက်စွာတိတ်ပွေးဝင်မှုက2024ခု၌မလတ်လေးရက်နေ့တဲ့ပုံနာကျွဲ့မလို့နဲ့တခေါလုံးကိုသိမ့်ပိုက်အောင်ပွဲစင်နိုင်ခဲ့ကောင်းကောင်းသိရှိရသည်အားလုံးသာလီစွာပါ